ဒီနေရာမှာဝါရဏပြုတ်တယ်ဆိုတော့အဓိပ္ပာယ်လေးကတော့ပဝါရဏနော်ဖိတ်ကြတဲ့ပွဲတစ်ခုပဲဘယ်လိုဖိတ်ကြလဲသံဃံပန်နေပဝါရမိအရှင်ဖျားတို့တပည့်တော်ဒီသံဃာကိုဖိတ်ကြပါတယ်ဒီဒေနာဝတုဒေနာဝပရိသင်္ကာယဝမြင်တော်၎င်းကြားတော်၎င်းယုံမှန်တန်တရားရှိတော်၎င်းဝဒန္တုမအတ္တမန္တောအနုကမ္ပဥပါဒါယ တပည့်တော်ကိုအစဉ်တနာစောင့်ရှောက်ရှိတော်တော်မူတဲ့အနေဖြင့်မြင်တော်၎င်းကြားတော်၎င်းတန်တရားရှိတော်၎င်းတပည့်တော်ကိုဆုံးမတော်မူကြပါဆိုပြီးဒီလိုဖိတ်နော်ပတ္တန်တော်ပฏิဂိတံမိအရှင်ဘုရားတို့ကတပည့်တော်ကိုမြည်၍တော်၎င်းကြား၍တော်၎င်းတန်တရားရှိ၍တော်၎င်းဆုံးမခဲ့ရင်လည်းတပည့်တော်ကတပည့်တော်ရဲ့အဖြစ်တွေကိုမြင်ခဲ့ရင်လိုက်လာပါမယ်လို့ဒီလိုတူးနဲ့တူးတစ်ပါးနဲ့တစ်ပါးဖိတ်ကြားတဲ့ဘွယ်ပဲနော် အဲ့ဒီလိုဖိတ်ကြားတဲ့ပွဲကိုဘောရဏပွဲလို့ခေါ်ပါတယ်ဒါတရင်ကျလက်ပြည့်နေမှာပြုမြဲဓမ္မတာပဲတရင်ကျလက်ပြည့်နေမှာပြုမြဲဓမ္မတာဆိုတာကတော့ပုရိမဝါကတ်တဲ့ယဟန်တော်များအတွက်ပြောတာပါသစ္စိမဝါကတ်တဲ့ယဟန်တော်များအတွက်ဒုတိယဝါကတ်တဲ့ယဟန်တော်များဖြစ်ခဲ့ရင်တော့ဇံဘုံလက်ပြည့်ကြမှာဘောရဏပြုရတယ်